မကွေးတိုင်းဆက်လင်းမြို့နယ်စေကံရွာကနေ130ကျော်နဲ့ရှစ်ပြေးထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုညောင်ချရွာအနီးမှာကာကွယ်ရေးတပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့မင်းဘူးခရိုင်အမှန်ငါတရင်စီကသိရပါဗျ။အဆိုပါစစ်ကောင်စီရှေ့ပြေးစစ်ကြောင်းဟာညောင်ချရွာကိုစစ်ကြောင်းထိုးဖို့တက်လာတာဖြစ်ပြီးဒီဇင်ဘာ22ရက်မနက်7:00နာရီကျော်လောက်မှာညောင်ချရွာနဲ့မီတာ80အကွာလောက်ကနေကာကွယ်ရေးတပ်တွေကဂျာပြတ်တိုက်ခတ်ခဲ့ကြပါဗျာ။ နှစ်ဖက်ထိတွေ့တိုက်ပွဲတနအီကြောကြဖြစ်ပွားခဲ့ပြီးစစ်ကောင်စစ်စစ်ကြောင်ပြန်လည်ဆုတ်ခွာချင်းကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့တိုင်မိုင်းတွေနဲ့တိုးမိပြီးဖိုးကြီးတအုပ်အပါ9ဦးတန်ရာရက6ဦးသေဆုံးခဲ့တာကိုမျက်မြင်နဲ့ကန်တွေပြောပြချက်အရသိရတယ်လို့မင်းဘူးခရိုင်အမန်ကားတရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဂျိုကာကပြောပါတယ်တိုက်ပွဲလည်းဖြစ်တယ်ဗျာတိုက်ပွဲဖြစ်ပြီးသူတို့ပြန်ဆုတ်တော့အဘိုးကြီးတို့ကိုအဲ့ဒီကနေကွန်မန်ပေးနေဖို့တို့ကိုပိတ်နိုင်တယ်လို့ပြောတယ်အဲ့အနီးနားမှာရှိရဲ့ဟိုရွာမပြေးမပြေးသေးတဲ့ ဒီဒီဒီနည်းနည်းကနေတရင်ပြီးတော့အဲ့ကဲတယောက်ကိုမှန်လိုက်တော့သူကလက်နဲ့ကြည့်ပြီးကိုနောက်ကိုတောင်းနေတဲ့နောက်ကနေပြစ်ပြီးထောက်ပြီးဆိုအဲသူတို့ကပြန်ဆုတ်တာပေါ့ပြန်ဆုတ်တော့မိုင်းနေတူတော့ထပ်ပြီးမှအဲ့မှလည်းထိကုန်တယ်တိုင်မိုင်းတွေထိပြီးနောက်အဆိုပါစစ်ကြောင်းဟာဆယ်ကံရွာတွေကိုပြန်ဝင်သွားပြီးဒီဇင်ဘာ23ရက်နေ့လေ3နာရီလောက်မှလဲဆယ်ကံရွာကနေနောက်တစ်ချိန်စစ်ကားနဲ့ပြန်တက်အလာမှာ ။မြောင်ချရွာအနီးမှာပဲတိုင်မိုင်းတွေနဲ့ထပ်မံတိုးမိခဲ့တယ်လို့သိရပြီးတိစုံထိခိုက်ဆင်းကိုတော့မသိရသေးဘူးလို့ဆိုပါရတယ်။အဲသူတို့ဘက်ကရှင်းလင်းရေးအနေနဲ့ဝင်ကျင်လာတာဘယ်လိုတော့မသိဘူးဒီမြောင်ချဘက်ကိုထပ်ပြီးမှကားနဲ့တက်လာတာရှိရဲ့ကားနဲ့တက်လာတော့မိုင်းထပ်တိုးရဲ့ဗျ။တိုင်မိုင်းနဲ့ထပ်ပြီးမှသူတို့တိုင်မိုင်းထောင်ထားတာကိုထပ်တိုးသွားတယ်သူတို့။ ဆယ်ကံရွာကနေထွက်လာပြီးဂျက်ဖြတ်တိုက်ခိုက်ခံကြရတဲ့အင်အား30ကျော်ပါအစိုးရစစ်ကောင်စီစစ်ကြောင်းဟာလင်းစင်ရဲစခန်း၊ကံပြရဲစခန်းတို့ကရဲတွေနဲ့ဆက်လင်းခလာရ293ခလာရ295ခလာရ295တက်ကစစ်သားတွေလို့သိရပါဗျ။